ပရိသတ်လေးတို့အားလုံးကိုကျမရီယာအော်ရာကတ်တွန်း channel လေးကနေပြီးတော့အပြန်လဲကြိုဆိုလိုက်ရပါတယ်။ကျမကတော့အစီအစဉ်တစ်ဆက်သူနန်းဖြစ်ပါတယ်။ဒီနေ့မှလည်းပရိသတ်လေးတို့အတွက်ဆလွန်ကလေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးချင်ပါတယ်။ဒါကြောင့်ပရိသတ်လေးတို့က VPN link ခံပြီးတော့မှဆလွန်လေးရဲ့စုတ်ထိပ်ကိုအထူးရှုအားပေးကြပါအောင်နော်။ကျမအကြောင်းကနေပြန်လာတဲ့လမ်းမှာမြောင်းဆိုပြီးတော့အကြောင်းလေးတစ်ကောင်ရဲ့အော်တန်ကိုကြားလိုက်ရတယ်။အမိုက်ပုတ်ပေးနားမှာထိုင်နေတဲ့အကြောင်းလေးတစ်ကောင်ရှိပြီးတော့ကျမကိုဆာလွန်နေတဲ့မျက်လုံးနဲ့ကြည့်နေပါတယ်။ ဒီမနီဘာလို့နေရလဲကြောင်းလေးရေကျမမေကအဲ့ဒီကြောင်းလေးကိုမွေးကွေပေးမှမဟုတ်ပါဘူးဒရိုက်ဆန်တွေကဘက်တီးရီးယားတွေကိုတဲလာတက်တာကြောင့်ကျမတို့အိမ်ထဲကိုခွင့်မပြုထားဘူးလေဒါပေမဲ့လည်းကျမအဲ့ဒီကြောင်းလေးကိုဒီတိုင်းပထားခင်နိုင်တာကြောင့်ကျောပိုးရဲ့ထဲကိုထည့်ပြီးတော့တဲလာခဲ့ပါတယ်အိမ်ရောက်တော့ကျမသူ့ကိုနှုတ်တိုက်ပြီးတော့ကျမရဲ့ဘီရိုထဲမှာသူ့ကိုအိတ်ခိုင်းပါတယ်음ငါတဲ့ကိုမမလေးလို့နာမည်ပေးလိုက်မယ်ကျောင်းလေးကလည်းကျမကိုသဘောကျနေတယ်ဒီလိုနဲ့ပဲကျမတို့ကခေစောတဲ့ငယ်ချင်းတွေဖြစ်လာတာပေါ့ Hi ကျွန်မကတော့ Connie လို့ခေါ်ပါတယ်ပြီးတော့ဒါကကျွန်မရဲ့ဇာတ်လမ်းလေးပါဗီဒီယိုလေးကို like လုပ်ခဲ့ပြီးတော့ channel ကိုလည်း subscribe လုပ်သွားပေးပါဦးနော်နောက်နေ့ကျတော့ကျွန်မကြောင်းသွားအောင်ပါဆိုတော့အကြောင်းလေးကိုအခန်းထဲမှာထားခဲ့ရပါတယ်ငါမိသားအနှစ်ကိုတွေ့သွားလို့ရှိရင်ငါတို့ပြဿနာတက်ကုန်လိမ့်မယ်နော်ကျွန်မရဲ့ပထမဦးဆုံးအတန်းကတော့ Mr. Miller ရဲ့တမိုင်းအတန်းဖြစ်ပါတယ်သူစာတင်တာကရွှမ်းကိုပြင်းဖို့ကောင်းတော့အားလုံးကတန်းကုန်ပြီးတော့မျက်ရည်တွေဝဲကုန်တယ်ကြည့်ပါဦးအစ်ချစ်ကမမ်မီရဲ့အကြောင်းကိုပြောနေတယ်ဆရာက ။ဆရာကအသက်လဲကြည့်ပြီးဆိုတော့နားကလည်းသိမကောင်းပါဘူး။အဲဒါကြောင့်တချို့ကျောင်းသားတွေကစကားပြောရတဲ့အချိန်ဆိုရင်တကယ်ကြည့်ပြောလို့ရှိပါတယ်။တချို့ကျောင်းသားတွေဆိုတဲ့အချိန်မှာကျမရဲ့ချစ်သူကောင်းလေးအကြံလဲပတ်ပါတယ်။သူကအမြဲတမ်းဟာတပြောနေတတ်ပြီးတော့ကျမတို့အတန်းပေါ်တွေကိုရှယ်မော့အောင်လုပ်လုပ်ပြီးတော့လေ။ဆရာမေတာကရန်ထွက်ကြည့်နေပြီဆိုတော့ဒိုင်နိုဆောကိုတော့မှမြင်ဘူးချင်မြင်ဘူးနေလောက်တယ်။ဆရာကြားရင်တော့ဆေးဆုံးမိမှာပါ။ကျမတို့လည်းမတက်နိုင်မယ်နဲ့ရေမမိလိုက်ပါရယ်။ပြီးတော့ဆရာတည်သွားတယ်။ ကျောင်းသားတွေမင်းတို့ဆရာကိုလေးစားသိတယ်လို့မထင်ဘူးလားအခုချက်ချင်းအားလုံးကျောင်းကြီးရုံးကနေကိုတွားလိုက်ကြဆရာကသူ့ကိုဒီလိုမျိုးကျောင်းကြီးရုံးကကိုမောက်ထုတ်တာကြောင့်နောက်နောက်ရလိမ့်မယ်ဆိုပြီးတော့အတန်ကပြောနေပါတယ်ထွက်မသွားခင်မှာဆရာကိုတော့မှရှာထုတ်ပြီးတော့ပြန်ပြောက်လိုက်သေးတယ်လေတကယ်ကောင်မှာပဲအားလုံးကလည်းသူ့ကိုကြည့်ပြီးတော့ရေစားပြန်တယ်ကျမရဲ့ကောင်တွေကဒီလိုနေနေတော့မထိမဲ့မြင်လို့တက်တယ်ဆိုပေမဲ့သူနဲ့နေရတာတကယ်ကိုပြင်းဖို့မကောင်းပါဘူးကျောင်းစင်တော့အတန်ကထုံးစံတိုက်ကျမကိုအိမ်ပြန်လိုက်ပို့ပေးပါတယ် သူရဲ့ဟာတာရီကြာကျမအမြဲတမ်းရှေမောနီယာပြန်တယ်။ကြောင်းပြန်တဲ့အချိန်တွေဆိုရင်မိမိကအလောက်ကပြန်မလာသေးတော့မိမိတွေ့တော်မှာစိတ်ပူစရာမရှိပါဘူး။အဲဒီနေ့ကတော့မိမိကအစောကြီးပြန်ရောက်နေပြီးတော့အတန်းကကျမကိုနန်းတော်တော့ကိုသူမြင်လိုက်ပါတယ်။လက်ဖြတ်ကျမဟာတွေ့ကြမယ်တော့ပြပြီ။ကျမအိမ်ထဲဝင်တော့မိမိကကျမကိုရဲတွေ့ပါတယ်။ခေါနီတမိကအဲ့ဒီပြဿနာကောက်လေးနဲ့တွဲနေရလား။မိမိရဲ့အတန်းကလူကောင်းတယောက်ပါ။သူကကျမဘလို့ပြေရကြလဲဆိုတော့အမေချထားပြီးသားနော်။သူ့စကားလုံးကတော့မပြောအောင် အခုဆက်စင်အခန်းထဲဝင်တော့တခါတလေမိမိကကျမကိုဘာမှမလုပ်ခိုင်းမဲ့တဲ့တင်းကျပ်နေတော့ကျမကိုကျမလည်းအကျဉ်းသားတယောက်လိုခံစားရပါတယ်။ကျမတော့တာထွက်နေပြီမဲ့မမလေးလေးကိုကန်လိုက်တဲ့အချိန်မှာကျမရဲ့စိတ်ကလေးတွေတက်တာသွားရပါတယ်။ညစီပြေးလား။အဲ့ရမွေခင်မှာကျမရဲ့ကြောင်လေးကိုကျမအဲ့ရဘခေါ်သိမ်းထားလိုက်ပြီးတော့ကျမအတန်းကိုစားပုတ်ခဲ့ပါတယ်။ညလက်ကောင်ရောက်တော့ကျမမျက်နှာချက်တဲကနေပြီးတော့အတားတစ်ခုကိုကြားနေရပါတယ်။တစ်စုံတစ်ယောက်ကထကိုးတက်မှာလမ်းလျှောက်ပြီးတော့တောင်းနေတယ်လို့မျိုးပဲ။ကျမလည်းအိမ်မက်မက်နေတာဆိုပြီးတော့တွေးမိတာ။ ။မနေ့ကျတော့ကျမအမေနဲ့ထပ်ပြီးတော့ရန်ဖြစ်ရပြန်ပါတယ်။ညဘက်တီမှာကျမကတယောက်ထွက်တီးပြီးကြည့်ပြီးတော့အလူချုံမတူကိုထားပြခဲ့ရဆိုပြီးမမေကကျမကိုဆူနေပါတယ်။အမေတို့အိမ်မှာကအင်ကိုမရှိဘူးလေ။ဒါရီကိုတန်ရှင်းလို့ရမယ်ဆိုတော့တမီမသိဘူးလား။ဟမ်။ကျမကညောက်ကအပြစ်မမထွက်တာ။ကျမရှင်းပြတာကိုမမေကလက်မခံပါဘူး။အဲဒီနေ့တနေ့လို့ကျမလည်းတန်ရှင်းပဲလုပ်ခဲ့ရပါတယ်။ညနေပဲကျတော့ကျမကတငယ်ချင်းနေတဲ့စကားပြောပြီးတော့အိမ်ကိုပြန်လာခဲ့ပါတယ်။ဒါပေမဲ့ကျမရဲ့အခန်းကတခုခုထူဆန်းနေတာကိုသတိထားမိလိုက်ပါတယ်။ ဟမ်မိမိကငါခန်းထဲကိုတန်ရှင်းလုပ်ပေးသွားတာလားဒါဆိုရင်တော့သူငါကြောင့်လေးကိုတွေ့တော့မှာပဲကျမလည်းအရှမ်းတော့တော့ပြင်မဲ့မိမိကဘာမှပြောခဲ့ပါဘူးတော်သေးတာပေါ့သူမတွေ့တော့ထင်တယ်ညာကျတော့အတန်ကကျမကိုခွန်းနိုင်ဆိုပြီးတော့စပုတ်လိုက်ပါတယ်စကားမဆွဲနေရကြောင်လေးကအရှမ်းချစ်စရာကောင်းတာပဲနော်ကျမလည်းအစကတော့ပြုံးသွားတယ်ပြီးတော့မှတတိယလိုက်တာကကျမမမလေးရဲ့အကြောင်းကိုသူ့ကိုတကားမှမပြောဘူးလားနောက်နေ့ကျရင်တော့ကျမဒီကိစ္စနဲ့ပတ်သက်ပြီးတရားစုံစမ်းရမယ်လို့စွန့်ပြစ်ထားလိုက်တယ် အိပ်ပျော်မလို့ဖြစ်တဲ့အချိန်မှာပဲထပ်ပြီးတော့ခမှုပေါ်ကနေအတန်တီကိုကြားလိုက်ရပြန်ပါတယ်။ဟမ်အဲ့တော့ကဘာတန်လဲ။ကျမအမေကလည်းသူ့တန်ခတဲ့အိမ်မှာတော့အိတ်တာ။ဒါဆိုကျမတယောက်တည်းဒီအိမ်မှာရှိနေတာကိုဒါကဘသူ့ရဲ့အတန်တီလဲ။ပြီးတော့မိုးရွာလာခဲ့ပါတယ်။ကျမအရောင်းကိုကြောက်နေခဲ့ပါတယ်။ဖြစ်ဖြစ်ချင်းကျမအခိုင်အတန့်ကောက်ထွက်လာပြီးတော့အဲအဲ့ဒီမှာဘာတူလဲ။ဒီတိုင်းပစ္စည်းတွေကလေးတိုက်လို့လဲကျသွားတယ်ဆိုပေမဲ့လည်းကျမအရန်ကြောက်ပြီးတော့အတောက်ကိုပဲဖုံးဆက်လိုက်ပါတယ်။ အစကတော့တီတီတီလို့မြင်နေတဲ့အချိန်ကနေပြီးတော့ radar တခုကိုကြားလိုက်ရတယ်။ဟမ်။ဒါဆိုရင်ဖုန်းတာကထခုံးကနေပြီးတော့ကြားနေရတာပဲ။ Hello ။ဘာဖြစ်လို့နောက်ကြားတဲ့အချိန်မှာကို phone selector လေးပြီးပြီ။ကျွန်မအတမ်းရဲ့အတက်ကို phone နဲ့ကနေရော ခေါင်းမိုးတက်ကနေပါကြားနေရပါတယ်။ထခုံးရဲ့ခေါင်းမိုးကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာအတန်ကအရင်မှရှင်းနေပြီးတော့ဖုန်းပြောနေတာကိုတွေ့လိုက်ရပါတယ်။ Oh, ခါနေ surprise ဖြစ်သွားလား။ကျွန်မတကယ်ကိုပောက်ကွဲသွားပါတယ်။ကျွန်မရေးစားကဒီလိုကျွန်မမသိအောင်လို့ ျမအိမ်ထဲမှာခိုးပြီးတော့ဝင်နေတာလားဘလို့တော့မကောင်းတဲ့ကောင်လဲရှေ့ယူနေရလားကျမရှေ့ကျနေပြဿနာမတက်ချင်ဘူးနော်အဒမ်ကိုရှင်းပြခွင့်တော့မပေးဘဲနဲ့အမေပြင်မလာခင်ကျမတို့ကိုအိမ်ကမောက်ထုတ်လိုက်ပါတယ်ကျမလည်းရှေ့ကိုတကယ်စိတ်ကုန်တယ်တိလားအပြင်မကအရှမ်းမိုးရွာနေရလို့ကွာကိုပဲမတော်စရာနေရမရှိဘူးကျမလည်းသူ့မျက်နှာကိုတကားနဲ့ဆော့ပြီးတော့ပိတ်ပြီးတော့အထဲကိုပဲပြောင်းလာလိုက်ပါတယ်။အဲ့ရတဲ့ပြောင်းဝင်ပြီးတော့အိတ်ပုတ်လုံးနေတဲ့အချိန်မှာပဲအိတ်မပြောင်းနိုင်ဖြစ်နေခဲ့ပါတယ်။ ရုတ်တရက်ညီတောင်လေးကိုကြားလိုက်ရပြီးတော့ကြောင်လေးကညီညွတ်တယ်လို့ကျမထင်တာ။ဒါပေမဲ့ကြောင်လေးကတော့အိပ်ပျော်နေတာ။ဒါဆိုရင်ဒါကဘသူ့ရဲ့ညီတယ်လဲ။ပရိမကနေလက်ကြည့်လိုက်တော့အကြံကမိုးရွာတွေမှာရှက်နေတော့ကိုတွေ့လိုက်ရပါတယ်။ကျမရဲ့နှလုံးသားကနူးညံ့တော့သူ့အတွက်တနာသွားတော့ကိုရှက်လို့မရခဲ့ပါဘူး။အဲ့ဒါဆိုအထက်ကဝင်ကုပေးလိုက်ပြီးတော့သူပြတော့ကနားထောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ရဲ့အိမ်မှာအဆင်ပြေမှုတွေဖြစ်နေရတဲ့ဆိုတဲ့အကြောင်းအတော်ကကျမကိုပြောပါရယ်။သူမိဘတွေကအမြဲတမ်းရှယ်ဖြစ်နေပြီးတော့သူ့ကိုပဲအပြစ်တွေပုံချနေကြတယ်။ ။အိမ်မဆက်ပြီးတော့နေလို့မရကြတော့ကြောင်းကျွန်မတို့ခေါင်းမိုးတက်ထဲမှာသူကပုံပြီးတော့လာနေနေရတာပါရက်။ဒါဆိုညာဘက် TV ချစ်ပြီးတော့အလူချော်တွေကိုပလဲအောင်လုပ်ခဲ့တာကအရှင်လား။ Sorry ပါ။ကိုရန်ကိုဘိုက်ဆောင်နေလို့ပါ။ဟုတ်ပါတယ်။ကျွန်မလည်းတနာတော့ပါရက်။မိမိကတော့ဒါကိုလုံးဝခွင့်ပြုမှာမဟုတ်ဘူးဆိုပေမဲ့ကျမအကြောင်းကိုထကုတ်တက်မှာပဲနေခွင့်ပေးလိုက်ပါရယ်။အရှင်ဆုံးတော့ကျမအိမ်ကိုထပ်ပြီးတော့ဒီလိုခိုးမွေရဘူးလို့သူ့ကိုကတိပေးခိုင်းပါရယ်။ပြီးတော့ A4 dress ဆောင်တဲ့အတူမုတ်တက်ကိုလည်းထားပေးလိုက်ပါရယ်။ အရင်ညမှာတော့မိဘတွေရဲ့အကြောင်းကိုအပြန်အလှန်ဖွင့်ပြကြရင်တည်းကျမတို့ဂိမ်းလေးတွေကိုလည်းကစားခဲ့ကြရတယ်။မိမိပြင်မရလောက်ခင်မှာတော့ကျမလည်းကျမအခန်းတွေကိုပြန်လာခဲ့ရတာပေါ့။ကျမအိပ်ပျော်နေရင်လည်းပြုံးနေမိပါရယ်။ဘာလို့ဆိုတော့အက်တမ်ကကျမကိုထကူတက်ကနေပြီးတော့ကာကွယ်ပေးနေတယ်လို့ဖြန်ဆားနေရလို့လေ။မနေ့ကျတော့သူကမိမိကိုရှောင်ပြီးတော့ကျမတို့နှစ်ယောက်အတူတူကြောင်းသွားခဲ့ကြရတယ်။တမိုင်းချိန်ရောက်တော့ကျမညကကောင်းကောင်းအိပ်မပျော်ထားတဲ့အကြောင်းအခုတော့အချိန်နေပါရယ်။အာယုံဆိုင်နေပြီမလဲ။အုံတော်ထဲမှာဘာမှမရှိတယ်လို့ခန်ဆားနေရတယ်။ ဆီယာမင်သားရဲ့မိကုတ်ကိုမဖြေနိုင်ပဲနဲ့ဆီယာကတော့မှကျမကိုအမှတ်ရှောက်လိုက်တယ်။ကြည့်အောင်ကွာ။ तू ကငါတို့ကိုဘာဖြစ်လို့ပြစ်မှတ်ထားနေရတာလဲ။ရှက်ပါရဲ။နောက်မှပဲအစ်င့်တော့လို့လွတ်လိုက်ပါတော့မယ်။ကျမဒီကိစ္စနဲ့ပတ်သက်ပြီးတော့စိတ်ထဲမရှိပါဘူး။ဒါပေမဲ့မမေးအတော့ကတော့ကဘာကြီးပြတ်သွားတယ်လို့ကိုဖြစ်နေတာ။တမီးရဲ့အစ်င့်တွေကကြားနေရလို့အမေးသိရတယ်။အတမ်ကတမီးကိုမကောင်းတာတွေပဲဖြစ်စေတယ်မလား။ကျမတို့နေ့ကအပြန်လန်ဆက်ပြီးတော့အဟစ်ချက်ပြန်တယ်။ကျမအမေကိုအရေးရှိဆိုပါရဲ။မမေကလည်းပြပြဆိုတဲ့သူတယောက်မှမဟုတ်တော့ဘူး။ ညနေကျတော့မမလေးလေးနဲ့ကစားနေတော့အတမ်ကဘရင်မတကောက်ကိုခောက်လာပါတယ်။ဒါလည်းအိမ်မာလာပြီးတော့နေအောင်မလို့လား။မဟုတ်ပါဘူး။ဒီတခါတော့အမီအောက်ပါတီပွဲတစ်ခုကိုတူတူတောင်းမလို့လားဖိတ်တာလေ။အဲ့ဒါကြောင့်တွားရအောင်။ဒီလိုအိမ်ကနေခိုးထွက်တာကကျမရဲ့အကျင့်စရာတော့မဟုတ်ပါဘူး။ဒါပေမဲ့မမေကိုစိတ်ကောက်နေတာကြောင့်ကျမလည်းဒါမျိုးလုပ်တင်နေဆိုပြီးတော့တွေးလိုက်မိပါတယ်။ဗီဒီယိုထဲမှာကြောင်လေးကိုတင်ထားလိုက်ပြီးတော့ကျမလည်းဘရင်မကောက်နေပြန်ထွက်လာလိုက်ပါတယ်။ကောင်းပြီလေ။တွားကြရအောင်ပေါ့။ပါတီကညကမ်းပေးနာမှာလောက်ပါတယ်။ ပွဲပေါ်ရောက်သွားတော့ပွဲကလူတွေကကျမတို့ထပ်အသက်ပူကြည့်ကြတယ်။ရန်ကိုဆူညက်နေတာပဲပေါ့။ကျမလည်းကောက်ကုန်နေပြီးတော့ရန်ကိုလွတ်လွတ်တဲခံစားမှုမျိုးကိုခံစားနေရပါတယ်။ဝေါမင်းတွေ့ပြီမလား။ကြော်ရှင်မှုဆိုတာကဒီလိုမျိုးရှာဖွေရတာ။အရှာလုံးစစ်ပြေနေခဲ့ပေမဲ့ပါတီပွဲကိုကားတစ်စီးမထိုးရောက်လိုက်ခင်အချိန်ထိပါပဲ။ကျမချက်ချင်းပဲအရိကကိုမှတ်မိသွားတယ်။အိုးမဖြစ်ဘူး။အဲ့ဒါကျမအမိပဲ။သူကဘယ်လိုလုပ်ပြီးတော့ကျမကိုတွေ့တော့လဲ။ခါနီး ဒီနေ့ကဆက်ပြီးတော့နှုတ်ကအိမ်ကအိမ်ပြထွက်ခွေပိတ်တယ်။အားလုံးရဲ့ရှိမှကျမကိုမိမိကဆူသွားပြီးတော့ကားပေါ်ကိုအတင်းချောခေါ်သွားပါရယ်။ကျမလည်းပြပြောက်တော့ချင်တာပဲဒီမှာတော့ရယ်။ကျမကအသက်၅နှစ်အရွယ်ကလေးလေးလိုမျိုးအမေကလုံနေတာ။အိမ်ပြန်တဲ့လမ်းမှာလည်းကျမကိုတစ်ချိန်လုံးစူပူချိန်မှနေခဲ့ပါရယ်။ဘယ်လိုလုပ်ပြီးတော့ကျမကိုတွေ့သွားလဲလို့ပြီးတော့ application တစ်ခုကိုကျမဖုန်းထဲမှာထည့်ထားတာကြောင့် share ခံမိနိုင်တယ်လို့ပြောပါရယ်။ဘယ်လိုတော့လဲ။သူကကျမတို့ကိုလိုက်နေတာပဲ။အဲ့ဒါကတော့အရှမ်းလုံးတယ်လေနော်။ ။ဒါမှလည်းကျမရောလွယ်လွယ်ကူကူအိမ်ကိုပြန်ရောက်တော့ကျမအိမ်ထဲကအိမ်ပြင်ကိုတရာတိတိမထွက်ရဘူးဆိုပြီးတော့အမေကကျမကိုအမေချမှတ်လိုက်ပါတယ်။ပြီးတော့မမေတခုကိုမြင်လိုက်ရပြီးတော့ထင်နေသွားတယ်။မမလေးလေးကဗီဒီယိုထဲကနေထွက်လာပြီးတော့ကျမအိမ်အပေါ်မှာအိမ်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒါပါလေဒီအိမ်မှာ trace မပွေးရအောင်လို့အမေတပြည့်မပြောထားအောင်လား။နေပြန်ကြရင်ဒီဆောင်လေးကိုချစ်ချင်းပဲသူတို့ရဲ့တရိစ္ဆာန်ကိဟာကိုပို့လိုက်တော့မိမိကကျမကိုဒီလိုပြောပြီးတော့တကားကိုစားပိတ်ခတ်သွားတယ် ကျမလည်းသွားကြည့်ပြီးတော့မကျနဲ့တာပဲတက်နိုင်ပါရဲ့ဒီလိုစောင့်ကြည့်ပြီးတော့အရှာအလုတ်ကိုထိချုပ်ခံရတာရေကျမတီးမခံနိုင်တော့ဘူးနောက်နေ့မမေအလုတ်ကိုထွက်သွားတော့ကျမလည်းအကြောက်ကိုဖောဆက်ပြီးတော့အကျဉ်းငယ်တောင်းလိုက်ပါရဲ့သူကိုယ်တိုင်မှလည်းမိဘတွေနဲ့အဆင်မပြေမှုတွေများနေရလို့ပြောပါရဲ့အင်းအမေကိုပညာပေးချင်တယ်ဆိုရင်တော့ကို့မှာအကျဉ်းတစ်ခုရှိပါရဲ့ကျမကိုအင်္ဂါနေ့ထွက်ပြေးလာခဲ့ပြီးတော့အင်းနီနာချင်းကတိုင်းနေရာမှာသွားနေဖို့အတွက်သူကအကျဉ်းပေးပါရဲ့ကျမနည်းနည်းတော့တုံ့ဆိုင်နေပြီပါရဲ့ဒါကအကျဉ်းကောင်းရဟုတ်လို့လား အတင်းကတော့ဒါမျိုးအချင်းမများစွာလုပ်ဘူးလဲဆိုပြီးတော့ကျွန်မကိုပြောလိုက်ပါတယ်။အဲ့ဒါကတခြားသူတွေကိုဘာမှမထိခိုက်စေဘူးလေ။မင်းမေလည်းအရန်စိတ်ပူသွားပြီးတော့မိကိုပြန်ရဖို့အတွက်ဘာမှမဆိုအကုတ်တော့ပြီးတော့လုပ်လိုက်မယ်။ပြီးတော့အခါကျမင်းမရှိမှကိုသူနောက်လည်းသွားလိုက်မယ်လေ။ကျွန်မမမလေးလေးကိုချိလိုက်တယ်။ကျွန်မကြောင့်တဲ့သူ့ကိုဒုက္ခမရောက်စေချင်ဘူး။ဒါကြောင့်အတန်ပြီးတော့အကြံကိုလုပ်ဖို့အတွက်ကျွန်မလည်းဆုံးဖြတ်ချက်ချလိုက်ပါတယ်။နောက်နေ့ကျတော့ကျွန်မစာလေးထူထောင်ရေးပြီးတော့မိမိနဲ့အတူ7မိနစ်နိုင်တဲ့အကြံကိုထားခဲ့ပါတယ်။ ိုအပ်တဲ့ပစ္စည်းပစ္စည်းတွေအားလုံးကိုတင်သွားလိုက်ပြီးတော့မမလိုက်ပြီးတဲ့အတူကျမလည်းအင်ကထွက်လာခဲ့ပါတယ်။အကျန်ကအပြင်မှာကျမကိုစောင့်နေတာပေါ့။ကျမမိကျမကိုရှာလို့မတွေ့အောင်လို့ဖုန်းကိုလည်းအိမ်မှာထားပစ်ခဲ့ပါတယ်။ကျမတို့ပုံလို့ရတဲ့နေရာရှိတယ်ဆိုပြီးတော့ထိုးပြလိုက်တော့အဲ့ဒါကမစ္စတာမယ်လော်ရီရဲ့အိမ်ဖြစ်နေတာ။ကျမထပ်ပြီးတော့တုံဆိုင်နေမိတယ်။အကျန်ကတော့ပြုံးပြီးတော့ကျမကိုပြောပါရယ်။ဆရာကနားသိမ့်မကြောက်လို့သူကအိမ်မှာတယောက်ထဲနေတာဆိုတော့ပြီးတော့အမြင်တော့လည်းစောင့်ကိုပဲသွားနေတာ။ အဲ့တော့ကိုရိုဒီမာအနေနဲ့လဲသူသိမှာမဟုတ်ဘူး။ကောင်းပြီလေ။ဒါဆိုရင်ကျမတို့ဘယ်လိုလုပ်ပြီးတော့အထင်းဝင်ကြမလဲ။သူကတကားတော့ကိုကျမကိုကန့်ကျက်ပါရယ်။တကယ်တော့ကုမိပါရည်နဲ့ဆရာကရန်ရှင်းနေရလေ။သူ့ channel ကပန်းပစ်တွေကိုရှင်လောင်းပစ်ပါဆိုပြီးတော့ကိုရိုကိုအကူအညီတောင်းထားတာ။အဲ့ဒါကြောင့်လဲတော့ဖို့တခြားကိုမိပါရည်ကိုပေးထားခဲ့တာ။ဆရာကတော့ကြောင်းသားပါရယ်။အဲ့ဒါကြောင့်ကျမတို့လည်းအိမ်ထဲဝင်လိုက်ပြီးတော့အတန်ကကျမကိုသူ့ရဲ့အိမ်လိုမျိုးကျမကိုလိုက်ပြနေပါရယ်။ ပြီးတော့အတမ်ဂိုရိုင်းကလည်းဒီမှာမကြောက်ခဏနေပြီးသွားပြီဆိုတဲ့အကြောင်းကိုပြောလာတယ်။ဝေါ၊ကျွန်မလည်းကျွန်မချစ်သူကောင်းလေးအကြောင်းကိုအတိအချမသိသေးတာအများကြီးရှိပုံပဲ။ကျွန်မတို့ပြီးတော့မြေအောက်ခိုင်းတဲ့ကိုယ်ကိုတွားလိုက်တယ်။မမလေးလေးအတွက်အရာကိုပါပြင်ဆင်ပေးပြီးတော့အထူးအတွက်အစားတောက်တွေကိုပါပြင်ဆင်ထားပေးပါရယ်။ဆရာကအကြောင်းကိုပဲအမြင်သွားနေတာဆိုတော့သူ့အင်ကကျွန်မတို့အင်လိုမျိုးပဲဖြစ်နေတာ။တူတူပုံနဲ့လည်းကစားစားပြီးတော့အမုတ်တွေလည်းစားရယ်။အေးစစ်တတရရလေးပါပဲအမေရဲ့အစီကတ်ထိတ်ချုပ်မှုတွေမရှိဘဲနဲ့ကျမလည်းအရှောင်းကိုလွတ်လပ်နေတာပေါ့ ညနေပိုင်းဆရာပြန်လာကန်နေရင်တော့အင်ကိုအားလုံးတန်ရှင်းလုပ်ပြပါရယ်။ဌာမဆရာကကျမတို့ရှိနေတော့ကိုတတိမထားမိပါလေ။ပြီးတော့ကျမတို့ညာဘက်ဆိုရင်တော့ဒီအောက်ခန်းထဲမှာအိပ်ပါရယ်။မိမိလည်းကျမကိုအရင်စိတ်ပူပြီးတော့လက်ချော်လေးလောက်ပြီးလို့တွေးပါရယ်။ဘာလို့ဆိုတော့သူလမ်းမှာမှာတခြားသူတွေကိုတွားမိနေတာကျမတော့လှမ်းတွေ့လိုက်သေးတယ်။ရဲကိုတော်မှာတိုင်ပြီးလောက်ပြီးလို့ကျမလည်းတွေးမိပါရယ်။မိမိကိုကြည့်ရတာမျက်ကွင်းတွေတောင်ညိုနေတယ်။ကျမကိုပူပန်နေတဲ့စိတ်နဲ့ညာဘက်ဆိုအိပ်မရဘူးထင်တယ်။ကျမတော့အင်ကိုပြန်တက်ပြီးလို့တွေးပါရယ်။ ဒါပေမဲ့အတမ်ကနည်းနည်းလောက်ဆောက်ရှိပြီးတော့ခုနောက်လောက်နေပါအောင်ဆိုပြီးဆွဲထားပါရယ်။ကတော့ကမိဘတွေကိုပညာပြဖို့အတွက်အထီးကိုပြလာပြကြရမလား။အဲ့ဒါကြောင့်တင်ငန်းဆောင်တော့ပြရအောင်မလေး။လေလေလေးနဲ့လည်းမလျှော့လိုက်နဲ့အောင်။အာနေပြတော့မှတ်ပါရယ်။ကျမလည်းရနေနေလောက်ထွက်နေဖို့ဆုံးဖြတ်လိုက်ပါရယ်။ဒါပေမဲ့အိမ်ထဲမှာပဲတစ်ချိန်လုံးနေနေရတာကကျမအတွက်အရန်ကိုပြင်းစရာကောင်းလာကြတာပေါ့။ဒီတော့ကျမလည်းရှားလုံးမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တယ်။ဇာတင်မှာပဲကျမလည်းအကြောင်းပြတ်တွေ့ရမယ်လို့တွေးပါရယ်။ ဖက်ဆာကိုဖွင့်လိုက်တဲ့အချိန်မှာအက်တမ်ကဖက်ဆာကိုရှူပြီးတော့ဆွဖြစ်လိုက်တယ်။အဲ့လိုမျိုးပြင်းစရာကောင်းတာတွေကိုမလုပ်နိုင်ပါနဲ့ကွာ။ဆီယာမင်လောက်ကိုတွားပြီးတော့စားကြရမကောင်းလား။ကျွန်မကတော့မလုပ်ဘူးလို့ပြောပေမဲ့သူကတော့ရေချိုးကနဲ့ကိုဝင်သွားပြီးတော့ခေါင်းရှော်ရိုးနဲ့ရေချိုးစပြာတွေကိုမအောင်လို့လုပ်တယ်။ခိုးဘူးတွေကိုထည့်ဒီဘူးတွေကိုထည့်ပြီးတော့အားလုံးကိုရွှေ့ရှွေထားလိုက်ပါရယ်။မစ္စတာမင်လောက်လည်းခေါင်းရှော်ရိုးနဲ့တွားတက်မိပြီးတော့တွားတက်စရိုးနဲ့ခေါင်းရှော်မိတာပေါ့။ချစ်ပါအောင်ဘလို့တော့ဆိုးလိုက်တာလဲ။အက်တမ်ကလုံးဝကိုထိမရတော့ဘူး။ ရှာရမုတ်တွေကိုလည်းစားပစ်ပြီးတော့ဆာရဆရာနေကိုလည်းဖျက်ဆီးပစ်တယ်။တခါတလေအင်ကရာရှုပ်ပွားအောင်လုပ်သေးပါရဲ့။ကျွန်မလည်းအတမ်ကိုရှာကိုရောလေးစားတင်နေဆိုတဲ့အကြောင်းဒီလိုမလုပ်ဖို့ကျွန်မလည်းတားပါသေးတယ်။သူကနားမထောင်ပဲတဲ့ခမမက်ပုံစံလုပ်နေပါရဲ့။သူကငါတို့ကိုဘလို့ဆက်ဆံကြလဲဆိုတာမသိလား။ဒါကြောင့်နင်တို့ရောပညာပြတ်တယ်လေ။နောက်ဆုံးကျတော့အမ်တန်ကအစိုးဆိုတီကိုလုပ်ဖို့တွေးထားပါရဲ့။မစ္စတာမဲလာပြောင်းနေတဲ့အချိန်မှာတော့မှညအောင်ခန်းတဲ့ကောင်တွေထွက်လာတယ်။ကျမမှာတော့သူရှုပ်ထားတဲ့အရှုပ်တွေကိုမစ္စတာမဲလာမသိအောင်လို့အကုန်လိုက်ရှင်းရအောင် မစ္စတာမဲလာလည်းသူ့အိမ်မှာတခုခုကထူးဆန်းနေတဲ့အဆိုရအကြောင်းရဲကိုတိုင်ပြီးတော့အကြောင်းကြားနေပါတယ်။တေပါပြီဆရာကငါတို့ကိုတန်တရားရှိနေပြီ။အရှာအလုံးကလက်မလောက်ခင်မှာတခုခုတော့တားရလိမ့်မယ်။ကျမအတမ်နဲ့ဒီကိစ္စကိုတည်တည်ဆတ်ဆတ်ပြောဖို့လိုအပ်နေပါတယ်။ဒါပေမဲ့သူကဘာလို့နေလဲဒီလား။မစ္စတာမဲလာညစာချက်နေတဲ့အချိန်မှာအတမ်ကတော့ပြီးတော့သူ့စားဆရာတွေကိုခိုးနေသေးတာ။ဆရာကတော့သူ့ကိုယ်သူအုံနောက်မကောင်းတဲ့သူလို့ပဲတွေးနေမိတာပေါ့။ဘယ်လိုဖြစ်တာလဲ။ငါခုနကမှဆန်ဒွစ်ကိုဒီမှာထားထားတာပါ။ မနေ့ကတော့ဆရာမရှိတဲ့အချိန်မှာကျွန်မလည်းစပြီးတော့ပောက်ကွဲပါရယ်နေလို့တော့တော်တော်လေးလွနေပြီနော်ငါလည်းပြောချင်အောင်တတ်တတ်နဲ့ဒါမျိုးတွေကိုလုပ်နေရပါကျွန်မတို့စကားမြတ်ပြီးတော့ရန်ဖြစ်ကြရယ်ကျွန်မလည်းသူ့ကိုတားဖို့အတွက်အစံစီတစ်ခုရလာခဲ့ပါရယ်ညောခနဲ့ကထွက်လာပြီးတော့ကျွန်မလည်းဒီဘက်မှာမစ္စတာမဲလာအတွက်စားစရာတွေကိုတောင်းဝယ်ကြရယ်ရှေ့ခဲ့တက်တာတွေမှာထည့်ပေးထားပြီးတော့ကျွန်မလည်းအိမ်ကိုပြန်လာခဲ့ပါရယ်ဘာလို့ဆိုတော့ကျွန်မတို့ကသူ့ရဲ့စားစရာတွေအများကြီးကိုစားတောက်ခဲ့ကြတာလေအတမ်ကတော့အလူချော်ရီနဲ့သူစားဖို့လောက်ပဲဝယ်နေတာ ဘာလို့ဖို့ထားရကိုဝယ်နေရတော့လဲဆိုပြီးတော့ကျမလေးမေးလိုက်တော့မစ္စတာမီလော့ရဲ့အိမ်မှာပါတီပွဲကျင်းပမလို့ဆိုပြီးတော့သူကပြောပါရယ်ရှင်ယူတရလားဘာဖြစ်လို့ဒီလိုလုပ်ရတာလဲရှင်တောင်လုပ်မယ်ဆိုရင်တော့ရှင်ပုံးနေတဲ့ဆိုတဲ့အကြောင်းကျမမိဘတွေကိုသွားပြီးတော့တက်ပြောလိုက်မယ်ကျမတို့စကားအခြေတင်များစားပြီးတော့အင်ကိုပြင်မယ်ဆိုတဲ့အကြောင်းလဲကျမလည်းပြောလိုက်ပါရယ်မင်းကတော့ငါ့ကိုနားလည်ပေးမယ်လို့ထင်ထားတာထပ်ပေမဲ့တခြားသူတွေတို့ပဲအရှမ်းပြစ်ဖို့ကောင်းနေသူပဲငါတို့အခုချိန်ဆက်ပြီးတော့ပြက်ပြီ နေပါအောင်ရှင်ကကျမကိုဖျက်တယ်တော့လား sorry နော်မှားနေပြီကျမကသရှင်ကိုဖြစ်ပြမှာဆရာရဲ့အင်ကိုပြန်လာတဲ့လမ်းမှာလဲကျမတို့နှစ်ယောက်ဆက်ပြီးတော့ရန်ဖြစ်ကြတယ်ဆရာဆရာကိုရေကက်တက်တော်ရဲ့ထည့်ပြီးတော့မြေအခွက်နဲ့ကိုပြစ်စရသိမ့်ဖို့အတွက်ကျမလည်းရောက်လာခဲ့ပါတယ်မမလေးကျောက်ပေါ်ရဲ့ထည့်ကိုပြန်ပြီးတော့ဝင်လိုက်နော်မြေအခွက်နဲ့ကထပ်ပုတ်လုပ်တဲ့အချိန်မှာပဲကျမတို့ရဲ့အခန်းကအပြင်ကနေတောက်ခတ်ထားတာကိုကျမတို့သိလိုက်ရပါတယ်ဒါရိုက်ဖြစ်ကုန်တာလဲတကားကိုဖျက်ဖို့အတွက်စူးစမ်းပေမဲ့အတန်ကကြာရှုံးခဲ့ပါတယ်ပြီးတော့မစ္စတာမဲလော့ရဲ့အတန်ကိုကျမတို့ကြားလိုက်ရတယ်ဟာပြီးပြီပေါ့ မင်းတို့ရဲ့အိတ်ထဲမှာမမ်မီဖြစ်တဲ့အထိကိုအကြကြီးပုတ်ဆွဲပြီးတော့နေလိုက်ကြတော့မင်းတို့ရဲ့လောက်ရွတ်တွေကိုမှလားမှလားဆိုပြီးတော့ပြန်ပြီးစစနေလိုက်ကြမင်းတို့ကိုနှစ်ပေါင်း၃၀၀၀ကျားမှဒီကနေလွတ်ပြီးတော့မယ်မဖြစ်ဘူးသူယူသွားတာလားကျမလည်းတအားကြောင့်နေမိပါရဲ့အမေအကူပဲပြန်ကျင်တယ်ကျမလည်းတကားကိုအတင်းအထုတ်ရိုက်ပြီးတော့ကျမတို့ကိုလွတ်ပြီးပါဆိုပြီးတော့တောင်းဆိုနေခဲ့ပါရဲ့မကြခင်မှာပဲတကားကောက်ပွင့်လာခဲ့ပါရဲ့အတန်းမိပါရည်နဲ့ကျမအမီလဲတကားအပြစ်ပတ်ပါမစ္စတာမဲလာနဲ့အတူကြည့်နေကြပါရဲ့ ဒီမှာခမရရဲ့ကလေးတွေကဘာလို့ကိုလှုပ်ထွက်လဲဆိုတာကြည့်ပါအောင်တကယ်တော့ Mr. Miller ကတန်လျက်ရှိနေကြတာကြောင့်ကျွန်တော်တို့စပါမတ်ကသွားနေတော့ CCTV တွေကိုတက်ထားကြတာပါသူ့အိမ်ထဲကိုတစောတယောက်ဝင်သွားတဲ့အချိန်မှာသူ့ဖုန်းထဲမှာ notification ကျပါတယ်အဲ့ဒါကြောင့်မစ္စတာမဲလာကမြောက်ခန်းထဲမှာပိတ်ထားပြီးတော့ကျမတို့မိဘတွေကိုဖုန်းဆက်အကြမ်းကြားလိုက်တာပါတကယ်ဆိုရင်ငါရဲကိုဖုန်းဆက်ပြီးတော့အကြမ်းကြားလို့ရတယ်နော်ဒါပေမဲ့မင်းတို့တွေကငါရဲ့တပည့်ဖြစ်နေတာကြောင့်ငါအဲ့ဒီလိုမလုပ်ရခဲ့ဘူး ငါကလည်းမင်းတို့လိုမျိုးဘလို့စောင့်နေအောင်လဲဆိုတာသိပါရဲကွာ။မင်းတို့လည်းတိတ်ကိုကြောက်သွားကြရဲမလား။ဆရာပြောလိုက်တဲ့မမီရလိုမျိုးပိတ်ထားမယ်ဆိုတဲ့စကားကကျမတော်တော်တပွားလုံးကိုတုံးလို့သွားစီကြရဲစကားပါ။အတန်းရဲ့မိဘတွေကအတန်းကိုရှာတွေ့ပြီးဆိုပြီးတော့အတန်းကိုဖောက်လိုက်ကြပါရဲ။တာလီရဲ့ဘာဖြစ်လို့အမေတို့ကိုဒီလိုမျိုးလဲအောင်လို့ခဏခဏလုံနေရတာလဲ။တာလီကိုအမေတို့ကချစ်ပါရဲနော်။တကယ်တော့အတက်မြက်အိမ်မှာဘာပြဿနာမှမရှိဘူးဆိုတော့ကိုကျမသိလိုက်ရတယ်။သူမိဘတွေကသူ့ကိုအရှမ်းအလိုလိုက်ကြပါရဲ့။ အတမ်ကသာစားနောက်ချင်တဲ့သဘောနဲ့တခြားသူတွေအိမ်မှာလိုက်နေပြီးတော့သူလို့ချင်တာကိုလုပ်နေတာဖြစ်ပါတယ်။တော်ပါတော့မပြောပါနဲ့တော့။တာရရှက်တယ်။ဒီလိုမျိုးခဏခဏထပ်ပြေးတော့ကညနေပြီဖြစ်တာကြောင့်အတမ်ရဲ့အဖေကသူ့ကိုအိမ်ထဲမှာပိတ်ထားမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ဒါရီအလကကော်နီကတောက်ကိုခေါ်လို့ဖြစ်တာပါ။တောက်ကဘာမှမလုပ်ဘူး။တိလည်းမသိဘူး။ဒါပေမဲ့သူ့ဘယ်သူမှမယုံကြည်ကြပါဘူး။ဟုတ်ပါတယ်။အတမ်လည်းအပြစ်ပေးခံရပြီးတော့ကျမမိကလည်းကျမကိုဆူတော့မယ်ဆိုတာချင်းတိပေါက်တိနေပါတယ်။ တစ်ချိန်လုံးအိမ်ထဲမှာပဲပိတ်ပြီးတော့တမျိုးထားပစ်မယ်။ဒါပေမဲ့မမေအနေနဲ့ပိတ်ပင်နာရီများနေတာကြောင့်ကျွန်မကိုကြောင်လေးတော့မွေးခွင့်ပေးမယ်ဆိုပြီးတော့ပြောလိုက်ပါရယ်။ရှေး။ကျောင်းကဆင်းတဲ့အချိန်ဒီမှာတော့မစ္စတာမယ်လော်ရဲ့အိမ်မှာပန်းဖွင့်တွေကိုတွားပြီးတော့ရှေးလောင်းပေးပါရယ်။ဆရာကိုပြန်ပြီးတော့ဆေးဆိုးပြင်ဆင်ဖို့အတွက်ပါ။ကျမတို့ရဲ့မိဘတွေကအရောက်ကိုထိချုပ်ပြီးတော့ကျမတို့ပေါ်ကိုလုံနာမှန်ပါတယ်။ဒါပေမဲ့သူတို့မှာအကြောင်းရင်းတွေရှိကြပါတယ်။ကျမနားလည်လိုက်တာတစ်ခုကတော့ကျမနောက်ဆိုရင်တကယ်ချင်းထားရတဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ကြိုးစားရအောင်ပဲလေ။ ကံကောင်းဆောင်နဲ့ပဲအရှာအလုံးကအဆင်ပြေသွားခဲ့ပြီးတော့အလုံးကလည်းတင်ကန်းဆောက်ဖို့စီရောက်သွားကြပါပြီ။ပရိသတ်တို့မှရောပရိသတ်တို့ကိုလူဆိုးဖြစ်စေကြတဲ့တင်ကန်းစင်းနေရှိကြလား။ရှိရဆိုရင်လည်း comment လေးမှာရှင်းပြခဲ့ကြပါအောင်။ဆက်လက်လေးကတော့ဒီလောက်ပါပဲနော်။နောက်နေ့မှလည်းဒီလိုချိန်မှာပရိသတ်လူတွေနဲ့အတူပြန်လည်ဆုံတွေ့ကြပါသေးတယ်။တာယာအစ်စနဲ့နေရတဲ့တွေကိုပိုင်ဆိုင်နေကြပါစေနော်။